မင်္ဂလာပါရှင်။သမီးတို့ကတော့တောင်ကိုဖက်ဒရယ်အကြောင်းမှပညာသင်ကြားနေတဲ့ Grade 9မှအကြောင်းသားအကြောင်းသူလေးများဖြစ်ပါရဲ့ရှင်။သမီးတို့အခုတင်ဆက်ပေးတော်မယ့်အကြောင်းအရာလေးကတော့ Grade 9သိပ္ပံဘာသာရပ်မှသင်ကြားရတဲ့အခန်းနဲ့တရှိများ၏ဖြစ်စဉ်နဲ့ပါဝင်သောအင်းစစ်ဘူဇာပင်အကြောင်းကိုတင်ဆက်ပေးတော်မှာဖြစ်ပါရဲ့ရှင်။ပထမဦးစွာအင်းစစ်ဘူဇာပင်အကြောင်းကိုအနည်းငယ်ပြောပြပါရစေရှင်။အစ်စစ်ပူဇာပင်တွေကတော့ဤတကောင်းပင်နင်းနင်းပေါက်ပင်၊ဓာသမီးထောင်ချောက်ပင်နဲ့ရီးဘူးပါမင်တို့ပဲဖြစ်ပါရဲ့ရှင်။ ။ဤစသို့မဟုတ်အခြားသောသံဝငယ်လေးများကို ဖန်ရေးစားတော့နိုင်တဲ့အရွက်ပါရှိပါတယ်။အပင်တွေရဲ့အရွက်တွေဟာထူးကဲစွာအသွင်ပြောင်းလဲရှိပြီးတော့အဲ့ဒီအပင်ရဲ့အရွက်တွေကသာမန်အားဖြင့်အဆင်ရောင်ရှိဖိုတိုဆင်သစ်ပြုလုပ်နိုင်ပါတယ်။ဤစပိုးကောင်များကိုဖန်ပြီးနိုက်ထရိုဂျင်ပါတဲ့အစာများဥပမာပရိုတင်း၊အမိုင်နိုအက်ဆစ်ကိုစားသုံးကြပါတယ်။ဆက်လက်ပြီးတော့ဤစပိုးစားပင်များကိုဥပမာပြတင်ဆက်ပေးပါရစေရှင်။ ဥပမာတဲ့ရေကောင်ပင်ရေကောင်ရဲ့အရွက်ကပုံစံတန်အားဖြင့်ရေကောင်နဲ့တူပါတယ်အရွက်ကနှမောင်းကဲ့သို့တည်တည်ရှိလျားပြီးတော့အရွက်ရဲ့ထိပ်ပြားမှာရေကောင်ပုံရွက်ရှိပါတယ်အဲ့ဒီအရေးထွက်ပင်မှာလည်းအဖုံတစ်ခုပါရှိပါတယ်ရေကောင်ပုံရဲ့အရွက်ထဲမှာအရင်များပါရှိပြီးတော့အင်းဆက်ပိုးကောင်များရေကောင်ထဲသို့ဝင်ရောက်သွားတဲ့အခါထိပ်မှရှိတဲ့အဖုံကပိတ်သွားပါတယ်အဲ့ဒီအခါအင်းဆက်ပိုးကောင်များကအောက်သို့လျှော့ချသွားပြီးပြန်တော့ပြန်မထွက်နိုင်ပဲရေတံခါးအတွင်းရှိအရေးများထဲမှာနှက်ဝင်ပြီးတော့တည်ဆုံကြပါတယ်။ ပင်စပိုးကောင်တွေကိုအစာချေအများဖြင့်ချေဖြည့်ပြီးအီပြော်သွားတဲ့အခါအစာချေအများကိုအရွက်ကဆုပ်ယူပါတယ်။အစာတွေကုန်သွားတဲ့အခါအဖုံးကတဖန်ပြန်ပွင့်လာပြီးနောက်ရခင်ကဖမ်းယူစားတော့ခဲ့တဲ့အတိုင်းဖမ်းယူပြီးတော့အစာအာဟာရကို ပြန်လည်ရယူပါတယ်။နေနေပေါက်ပင်အပင်ရဲ့ရွယ်ညင်းနာဒီပေါ်မှာဂလင်းနဲ့အိညာပါရှိသောအမွေးညားကနေနေရောင်အောက်ကမှတောက်ပသောနှိမ့်ဆက်နှိမ့်ပေါက်ညားနှင့်အတူသောကြောင့်နေနေပေါက်ပင်ဟုခေါ်ခြင်းဖြစ်ပါသည်နေနေပေါက်ပင်အ အရွယ်ပေါ်ရှိအမွေးညားမှာဂလင်းနှင့်အိမ်ညားတွင်ဆီကတ်သောအည်ညားတွှိပါသည်အင်းဆက်ဘိုးကောင်ညားရွက်ပေါ်နားပြီပါကအဲ့ဒီအမွေးညားဆန်ဆန်တန်းရာမှာအင်းဆက်ရဲ့ကိုပေါ်သူကွေးကြလာပြီးအင်းဆက်ကိုဖိကြလိုက်ပါသည်အရွယ်အတွင်းရှိအည်ညားဘိုးကောင်ညားနင်မွန်းတည်ဆုံသွားပါသည်အစာချီအည်ညားပေါ်ထွက်လာကအစာချီပြီးတော့အဲ့ဒီအည်ညားကိုအရွက်ကနေဆုပ်ယူကအစာကုန်သွားတဲ့အခါအရွက်ကပြန်လေပွေပူလာပါတယ် ဥပမာတော့နှစ်သမီးထောင်ကျောက်ပင်အပြင်ရဲ့ရွက်ပြားတစ်ခုမှာအချမ်းတစ်ချမ်းပါရှိပါရဲ့အရွက်တစ်ခုစီမြင့်လက်ပြင်ပေါ်တွင်ခလုတ်မွေးခုခေါ်နိုင်တဲ့အာယံခံမွေးရှိသုံးခုပါရှိပါရဲ့ရွက်ပြားရဲ့အနားပေါ်မှာရှည်လျားတန်ပါရဲ့စမ်းနစ်များပါရှိပါရဲ့အစ်စ်ဖိုးကောင်ကအရွက်ပေါ်မှာရှိတဲ့အာယံခံအမွေးတစ်ခုခုနဲ့ထိတိုင်းနေပါကကြံကားနေတဲ့အရွက်ပြားနှစ်ချမ်းကလက်ပွားနှစ်ဖက်လက်ချောင်းများရက်ကပိတ်လိုက်တဲ့ကဲ့သို့ရွက်ပြားပေါ်ရှိအချမ်းနှစ်ချမ်းကလည်းအစ်စ်ဖိုးကောင်ကိုဖမ်းလိုက်ပါရဲ့ ။အတန်ကြာတဲ့အခါမှာတော့အရွက်ကနေအစာချေများထွက်လာပြီးအစ်စ်ကိုချစ်ဖြစ်ပါရဲ့။အစ်စ်ရဲ့ခန္ဓာကိုယ်ကနေပြီးတော့အစာအာဟာရများကိုဆုပ်ယူပြီးအာဟာရပြုပါရဲ့။နိုက်ထရိုဂျင်ပါဝင်တဲ့အာဟာရများကိုဆုပ်ယူပြီးနောက်အရွက်ရဲ့အချမ်းနှချမ်းကနောက်တစ်ကောင်ပြန်ခန်းဖို့ပြန်ပွင့်လာကြပါတယ်။ဥပမာလေးရေဘူးပေါင်းမင်ရေဘူးပေါင်းမင်ကရေခဲတွေပောက်ပြီးရေကန်များရေလွမ်းနေတဲ့ဗာကင်များမှာပေါက်ရောက်ပြီးအရွက်ဆက်ကလည်းတင်းနေပါတယ်။အစမ်းရောင်ရွက်ရှိရဲ့ပြင်ရေရဲတွေလုံးဝနေမြုပ်လျက်ရှိပါတယ်။အပင်ရဲ့ရွက်ကဘူပေါင်းက အသွင်ထုကဲ့သို့ပြောင်းလဲနေကြတဲ့အကြောင်းဟူပေါင်းမင်ဟုခေါ်ဆိုရခြင်းဖြစ်ပါတယ်။ဟူပေါင်းအဲ့အဝတွင်ရှေလျားတဲ့အမွေခင်များရှိပါတယ်။ရေရှိချောင်းတရှောင်းမျောပါလာတဲ့ပိုးကောင်ငယ်များကခြေခင်ကိုတွန်းပြီးဘူပေါင်းအဲ့အတွင်တို့ဝင်သွားကြပါတယ်။ပိုးကောင်ဝင်သွားတဲ့အခါအခင်ကအလိုလျောက်ပိတ်သွားပြီးဘူပေါင်းအဲ့ထက်မှရှိတဲ့ပိုးကောင်ငယ်များကိုခြေဖက်ကနိုင်ထိုးခြင်းပါဝင်တဲ့အစာအာဟာရကိုဆောက်ယူစားသုံးပါတယ်။ခုခံမှာဆိုရင်တော့ ဓာတ်ရုပ်ဖွဲ့ရာအင်းဆက်ပိုးစားပင်များအကြောင်းကိုဥပမာပြကတင်ဆက်ပေးတော့ပဲဖြစ်ပါတယ်။ကြီးရှိရတာစိတ်ဝင်စားစရာဖြစ်မိမယ်လို့မျှော်လင့်ပါရခင်ဗျာ။အဆုံးထိကြီးရှိပေးကြတော့ဆရာဆရာမများနဲ့အတန်းဖော်တင်ခြင်းများကိုကျေးဇူးတင်ရှိပါရခင်ဗျာ။မသူကြီးရဲ့တင်ဆက်မှုနဲ့အတူတပ်ပံပြန်လည်းတွေ့ဆုံကြပါရခင်ဗျာ။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းမာခြင်းနဲ့ပြည့်စုံပါစေလို့အဖွဲ့ဝင်တွေကိုယ်စားစုမုံကောင်းတောင်းပေးရင်နှုတ်ခွန်းဆက်သလိုက်ပါရစေခင်ဗျာ။